ကြိုက်တာမကဘူးအဘပေးမအဘပေးတာကြိုက်တာအာနားရကွာအော်နင်းနင်းနင်းလားတဲ့ကာလမှာလားဒီမှာအော်နင်းနင်းနင်းလားကာလမှာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ရီးစားဘွားရောအခု နှစ်နှစ်နှစ်လကာလဟောကြတော့ဘလို့ဖြစ်လာလဲဆိုတော့ဟိုရက်တွေကပူပူလာလေကို့အတွက်ကပူချစ်လာလေဘာနော်ချစ်မပါလေအဲအခုချိန်ဒီမပြောင်းမလဲပဲနဲ့ပေါ့နော်အဲချစ်သူဘွားရောအိမ်တော်တဲ့ဘွားရောဒီတိုင်းလေးပဲတတ်တမတ်သေးလေးဖြစ်နေတာကိုတော့ကျေးဇူးတင်တယ်ရှေ့ဆက်လည်းဒီတိုင်းလေးပဲဖြစ်ချင်တယ်အဲ့တော့လည်းအလူလေးနဲ့ဖြစ်တဲ့ဖြစ်ခဲ့ဟုတ်ကဲ့အများအားတော့လာတိုင်းလာတိုင်းကတော့အလူလေးအများအားလုပ်ဖြစ်တယ် ခွေးတို့ကြတော့အလူလေးတွေကလဆင်လာတန်းမှာကခွေးတို့ဒီမင်္ဂလာတက်တန်းတလပြည့်တန်းလို့ပေါ့နော်ခွေးတို့ထောက်ပံ့ကူညီရတဲ့လူတွေကျမ်းမာရေးမကောင်းတဲ့လူတွေပြီးတော့အခြားကိုကြီးစီမှာအရင်ကလုပ်ခဲ့တဲ့မန်နေဂျာတွေအဆက်ဆက်တွေပေါ့နော်သူတို့တွေကလူကြီးတွေဖြစ်လာတဲ့အခါကျတော့ကိုကြီးဘက်ကနေပြီးတော့ပန်ပိုးဘူးတဲ့အနေနဲ့ဓာရီကိုလှဆင်လာနိုင်လို့ဖြစ်တယ်ပြဒီကြားထဲမှာလည်းဟိုကျုံဝင်ကျုံတယ်လို့ပေါ့လေကျွန်တော်တို့တောင်းလာတာတွေ ကာလာဒါနာအလူလေးတွေပေါ့နော်ဒါတော့လေးလည်းလုတ်ဖြစ်သွားတယ်ဗျာဟုတ်အဲအလိုကြီးလေတကူတကကြီးတော့နားလည်မှုတွေယူတယ်လို့ညှိတယ်လို့တော့မဟုတ်ပါဘူးဟိုချစ်လို့တိုင်ယောင်းစင်ရှိလို့ယူထားတယ်နော်တယောက်နဲ့တယောက်မျက်နှာကြည့်နေရရင်စိတ်ချမ်းသာတယ်လေအဲ့လိုမျိုးစိတ်ချမ်းသာဖို့အတွက်ဆိုတာလေကြံတဲ့အရာအဆင်ပြေနေမှရမှာအဲ့တော့လုပ်ငန်းပိုင်းမှာလည်းအဆင်ပြေအောင်ကြိုးစားရတယ်ဘလောက်ချစ်ချစ် ဘလောက်ပဲတန်ရုံးစင်နေရှိရှိအလုံးမှအဆင်မပြေလို့ရှိရင်ကိုယ်စိတ်ကနောက်ဆက်ဖြစ်ရင်ဘေးလူသွားပြီးတော့မှလေအဲ့လိုမျိုးသွားပြီး pressure တွေသွားပေးရမျိုးတွေလည်းမဖြစ်ရအောင်ပေါ့နော်အဲ့တော့ကိုယ်အလုံးကိုယ်စီကိုယ်စီအလုံးမှလည်းတာဝန်ကြည့်အောင်လုပ်တယ်ပြီးတော့နောက်တစ်ခါကျတော့မင်းတို့က အကိုကထပ်ပန့်ပေးထားတယ်ဆပုတ်ပေးထားတယ်ဆိုမှအလုံးစုံကိုအာကိုပြီးတော့မိကိုပြီးတော့မနေချင်ဘူးပေါ့နော်မနေချင်ကိုစူးစမ်းချင်ပြီးတော့ကိုရလာရတဲ့ဟာလေးနဲ့လည်းပြန်ပြီးတော့ဟိုပြောမှဆိုကြော့ချင်တယ်ပေါ့နော်အမေတို့အရင်တော့အမေရှိရဆိုရင်အမေကအမြန်ကြော့နေကြဆိုတော့အခုကျတော့အမေမရှိတော့ဘူးဆိုတော့အဖေကလည်းဒါလာချင်ကြော့တာကြော့တာတက်တက်ပြီးရင်ကျန်တဲ့လူတွေကိုဆိုလို့ရှိရင်လည်းကိုရဲ့အမျိုးရမာတွေရောအဲထပ်ပါတော့ကိုကိုရဲ့ဘက်တွေရောပေါ့နော်အဲ့လိုလေးတွေတော့လောက်တာပေါ့နော်ဒါပေမဲ့ ညှိပြီးယူတယ်ရေလို့လည်းမရှိပါဘူးရံဖြစ်တဲ့ချိန်လည်းဖြစ်ဖြစ်ကြတာပဲလေနော် ဖြစ်ဖြစ်တာပေါ့နော်ဟိုနေ့ကတော့စိတ်ကောက်တယ်နော်အဲ့လိုမျိုးဒါမဲ့လေတကယ်အံ့ဩတယ်တိလာသူ့ကိုစိတ်ကောက်ပြီးတော့အပြင်ထွက်နေတာလေထွက်နေပြီးတော့အပြင်မှာအိပ်ပျော်သွားသေးတယ်အိပ်ပျော်သွားပြီးလည်းပြီးရောမင်းပြီးတော့ကိုဘကိုအိမ်ထဲပြန်ဝင်သွားတာပြန်ဝင်သွားပြီးတော့ခဏနေမှမဟုတ်ဘူးငါဆောဆောအပြင်မှာငါဘာလို့သွားထွက်နေလိုက်တာလဲဆိုပြန်စဉ်းစားကြည့်မှာငါစိတ်ကောက်နေရပါတော့ မဲ့ခုချိန်တည်းလေငါဘာစိတ်ကောက်သွားလဲစဉ်းစားလို့မရအောင်ကိုမကူစဉ်းစားလို့မရအောင်အဲ့လိုမျိုးတည်လားဘလို့ဘလို့လဲမသိဘူးအဲ့ပြောပြသွားအာအမတရတော့မှပဲဗီဒီယိုရိုက်လိုက်တယ်ကိုကိုစိတ်ကောက်လို့တော့အပြင်ထွက်သွားတာလို့ဒါပေမဲ့ဘာကိုကောက်သွားရလဲဆိုတော့ကိုမကူမမတ်မိဘူးလို့